ခုတင်ဆက်ပေးမယ့်သတင်းကတော့ Yubali Champion ဖြစ်မှာဒါကစားသမားကောင်းများကိုမန်ခုံနိုင်မယ့်သတင်းပဲဖြစ်ပါတယ်။မန်ရွယ်တင်ဟာအသင်းကိုပြန်လည်တည်ဆောက်ဖို့အတွက်ကစားသမားကောင်းတွေခေါ်ယူဖို့အတွက်ကြိုးပမ်းနေနေရမှာ Yubali ဘိုလူပွဲမှာစပါတင်ကိုအနိုင်ရပြီး Champion ဖြစ်မှာပဲခုံနိုင်မယ့်အလားအလာဖြစ်ပေါ်နေတယ်လို့သိရပါတယ်။ မန်ရွယ်တဲ့ဟာအတင်းကပြပြလေးစောက်တဲ့နေရာမှာထိုက်တိုက်တိုက်ဆင်မှုတအူမဖြစ်မနေခေါ်ဖို့အတွက်စီစဉ်ထားပြီး Sporting Lisbon တိုက်ဆင်မှု Yokias Lice တိုက်ဆင်မှု Tenjamin Sesko SH တိုက်ဆင်မှု Lian Dilan နဲ့ Atalanta တိုက်ဆင်မှု Matori Tuki ကိုခေါ်ဖို့အတွက်ပြင်မှတ်ထားကြိုးပမ်းနေပါတယ်။အဆိုပါတိုက်ဆင်မှုတွေခေါ်ဖို့အတွက်ကြိုးပမ်းနေတဲ့တခြားထိုင်တဲ့ကလပ်အသင်းတွေလည်းရှိတာကြောင့်မန်ရွယ်တဲ့အနေနဲ့ပြောင်းရွှေ့ခြေပြိုင်ဆိုင်ပေးပြီးတော့ခေါ်ဖို့အတွက်ကြိုးပမ်းရမှာပါ။ အဲ့လိုဂျိုဘန်နဲ့နေရာမှာယူပါလိဘိုလူပွဲမှာရှမ်ပီယံဆုရရှိမှာရှမ်ပီယံလူဝင်ဝင်ရရှိမှာဖြစ်တဲ့လို့စုကြည်ပေါင်တတရာကျော်ကိုလည်းရရှိမှာဖြစ်တဲ့တစ်ချက်ကကရသမကောင်းနေခေါ်လို့နိုင်ဖို့အတွက်အထောက်အပံ့ပြုမဲ့အချက်ဖြစ်နေတာဖြစ်တယ်လို့သိရပါတယ်ဒီနေ့တော့ညီချောင်းဝါပြပို့လာပါ